တို့စိုးစံ event နေပြီးတော့ covid နောက်ပိုင်းမှာဆိုလို့ရှိရင်အဲတို့ဒီ2022ကနေစပြီးတော့နိုင်ငံတကာဘွဲတွေသွားပြိုင်နေအပြန်လာတဲ့ကလေးတွေအားလည်းစုအသီးသီးရရှိခဲ့ကြတယ်ပြီးတော့လက်ရှိရှိနေတဲ့ကလေးတွေအားလည်း level တစ်ခုစီတစ်ခုစီမှာကျွမ်းကျင်ပြီးတော့တို့တွေအကောင်းမွန်ဆုံးပေါ့နော်အတောက်ပါဆုံးရှောက်လန်းနေနိုင်ကြတဲ့ကလေးတွေအများကြီးဖြစ်တဲ့အတွက်တို့ဒီရန်ကုန်မြို့မှာဆိုလို့ရှိရင်စိုးစံ event နဲ့လွတ်တဲ့ကလေးဆိုရင်မရှိသလောက်ရှားပါဘူးဟုတ်တို့တို့က2018ခုနှစ်ပါ ရန်ကုန်မှာစိုးစံ event ရယ်လို့စတင်ပြီးတော့လုပ်ခဲ့တဲ့အချိန်က2018ခုနှစ်17ရက်နေ့မှာစပြီးတော့လုပ်ခဲ့တာပါဟုတ်ကဲ့စိုးစံ event ကလေဒီ letter miss ရဲ့ miss ပွဲတွေရောတန်တန်းသားတွေရောဆိုအရေးအတွက်ကထောင်နီးနီးကိုထောင်ကျော်နီးနီးကိုပေါ့နော်ရှိရဲအဲအဲ့တော့တချို့အခုဇလန်းတွေမှာတုံးဆောင်နေကြတဲ့ကလေးတွေနေပဲအတိအကျမှာရှိကြတဲ့ကလေးအများစုတွေလည်းဟာဟိုအပြေဝမဟုတ်ရင်တော့မပဲစိုးစံ event နဲ့ဒစိုက်တေသာပတ်သက်ပူးတဲ့လူဆိုတာဟိုလွတ်တဲ့လူဆိုတာမရှိသလောက်တော့ရှားပါတယ်ဟုတ် နေ့လေးကတော့တို့တို့စွန့်ဆန် event ကပေါ့နော်ကျင်းပပြုလုပ်မယ် Little Miss Star ရဲ့ Mix Bama 2025တိုက်ပွဲဝင်တတမီမီတွေရဲ့ talent အရှင်ပြိုင်ရမယ်နေ့လေးဖြစ်ပါတယ်ဟုတ်ကလေးကတော့တို့တို့တွေ့တဲ့အယောက်60ပေါ့နော်60မှာတို့တို့ကဒီတိုင်ပွဲဝင်နေအားလုံးကနေပြီးတော့နှစ်ရက်ဖွဲပြီးတော့ပေါ့နော်ဒါတို့ရဲ့ အာကျွမ်းကျင်တဲ့ talent မျိုးတွေကိုတခုချင်းစီချပြရှင်ပြိုင်မဲ့နေ့လေးဖြစ်ပါတယ်ဟုတ်အာတော်တော်တော့ကကြတော့လေအပုံမှန်ကလေးပွဲပဲလှုပ်လာတယ်ဒါပေမဲ့ပွဲတစ်ပွဲနဲ့တစ်ပွဲတစ်ပွဲတိုင်းမှာပုံပုံကောင်းမွန်ပြီးတော့အောင်မြင်ပြီးတော့ပြိုင်မုန်းဝင်အများကြီးနဲ့အာဒီပွဲတွေလုံနိုင်တဲ့အကြောတော့အရန်ဝမ်းသာပီတိဖြစ်တာပေါ့နော်ဝိုင်းဝန်းပန့်ပိုးပေးကြတဲ့ အာဒီ partnership လုပ်ပေးကြတဲ့ဒီ international school တွေအကြောင်းတွေရောပြပြမြေမြေရောလေကျေးဇူးအများကြီးတင်ပါတယ်ဟုတ်အဓိကကတော့လေတော်တော်တို့က talent ရှင်ပြိုင်မှုဖြစ်တဲ့အခါမှာတော်တော်တို့တင်နန်းကျောင်းရဲ့အာဒီ talent တင်တဲ့ဆရာတွေပါမယ်အဲပြီးရခါကျတော့ဒီ네ပယ်ကကျွမ်းကျင်သူတွေပါမယ်ပေါ့နော်အတာဝန်ရှိတဲ့သူတွေပါမယ်ပြီးရခါထူးထူးခြားခြားလေးရတော့တော်တော်တို့ဆိုဆန် event ကနေပြီးတော့ အာဆုရထားပြီးတော့နိုင်ငံတကာပြိုင်ပွဲမှာသွားရောက်ရှင်ပြိုင်ခဲ့တဲ့ဝင်နာတွေပြန်ပြီးတော့အထိုင်ဖြစ်ပါတယ်ပေါ့နော်အဲ့တသားမိမိတွေကသူတို့ကိုယ်တိုင်ကအစိုးအကအာအကုန်လုံးတဲလဲနေပေါ့နော်သူတို့ကလည်းနိုင်ငံကြားပြိုင်ပွဲတွေမှာလည်းပါဝင်ရှင်ပြိုင်ခဲ့ရတယ်သူတို့စုအသီးသီးတွေရခဲ့ကြတဲ့ကလေးတွေကိုသူတို့ဒီပွဲမှာပြန်ပြီးတော့အာဒိုင်းအနေနဲ့ပြန် invite လုပ်တယ်သူတို့ပြန်ပြီးတော့ဟိုအခဲဖြတ်ပေးရတယ်ပေါ့နော်အဓိကကတော့သူတို့ဒီပွဲမှာဆုရတဲ့ကလေးတိုင်းတွေသူတို့က အာဒီပေါ့နော် agency နဲ့အတူဘာတွေအမှုပညာရှောက်လန်းခွင့်တွေရမယ်အမှုပညာလုပ်ခွင့်တွေရမယ်ပေါ့နော်အဲပြီးတဲ့အခါမှာအာဒီ Kista International Thailand ပွဲကိုလည်းနိုင်ငံတကာပြိုင်ပွဲကိုလည်းတွားရောက်ပြီးတော့ selection ပြိုင်ခွင့်ရမှာဖြစ်ပါတယ်ဟုတ်အာတော်တော်တို့ကကြတော့လေအာဒီအမှုပညာနဲ့ပတ်သက်ရင်တော်တော်တို့ talent center ကကြတော့၄နှစ်ကနေစပြီးရတာပေါ့နော်ဒါကလေးသင်တန်းကျောင်းတစ်ခုဖြစ်တယ်ကလေးသင်တန်းကျောင်းလို့ပြောရင်ကလေးပဲလားဆိုတော့မဟုတ်ဘူးကျတော့အသက်30ခန့်ပေါ့နော်ဒါပေမဲ့ကလေးတွေကိုအဓိကပြုလို့ပြောထောင်းတယ် တချိန်မှာသူတို့ရဲ့ဓမင်းစာလက်မှတ်တစ်ခုလည်းဖြစ်တယ်အဲတချိန်ကြာလို့ရှိရင်သူတို့ဒီအနုပညာပဲလုံးလုံးဒါအင်တာဗျူးတိုင်းမှာဖြစ်ဘူးပါတယ်အနုပညာပဲလုံးလုံးသူတို့ဒီသူတို့ရဲ့ပရိသတ်တွေရှိနေတဲ့အခါမှာ online shop ပဲလုံးလုံးသူတို့ရဲ့ဓမင်းစာလက်မှတ်လေးတစ်ခုဖြစ်လာနိုင်တယ်ပြီးတော့လူမကြောက်ဘူးစင်မကြောက်ဘူးအဲသူတို့ကင်မရာမကြောက်ဘူးအဲအဲ့တော့သူတို့ဘာလုံးလုံးသူတို့ရဲ့ live တစ်ခုလုံးမှာပေါ့နော်ဒါရရရဖြစ်လာစေမဲ့သူတို့ကတန်တန်းလေးတွေ training လေးတွေပေးနေတယ်ပဲအဲသူတို့ရဲ့ဟိုပေါ့နော်ဟိုဘဝမှာမှတ်တိုင်လေးတွေသူတို့ ုပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စိုးစံ event နေပြီးတော့ covid နောက်ပိုင်းမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ2022ကနေစပြီးတော့နိုင်ငံတကာဘွဲတွေသွားပြိုင်နေအပြန်လာတဲ့ကလေးတွေအားလည်းစုအသီးသီးရရှိခဲ့ကြတယ်ပြီးတော့လက်ရှိရှိနေတဲ့ကလေးတွေအားလည်း nepel တစ်ခုစီတစ်ခုစီမှာကျွမ်းကျင်ပြီးတော့သူတို့တွေအကောင်းမွန်ဆုံးပေါ့နော်အတောက်ပါဆုံးရှောက်လန်းနေနိုင်ကြတဲ့ကလေးတွေအများကြီးဖြစ်တဲ့အတွက်သူတို့ဒီ ်ရန်ကုန်မြို့မှာဆိုလို့ရှိရင်စိုးစံ event နဲ့လွတ်တဲ့ကလေးဆိုရင်မရှိသလောက်ရှားပါဘူးဟုတ်အဲတော်တော်က2018ခုနှစ်ပါရန်ကုန်မှာစိုးစံ event ရယ်လို့စတင်ပြီးတော့လုပ်ခဲ့တဲ့အချိန်က2018ခုနှစ်18ရက်နေ့မှာစပြီးတော့လုပ်ခဲ့တာပါဟုတ်ကဲ့စိုးစံ event ကလေဒီ letter miss ရဲ့ miss ပွဲတွေရောတန်တန်းသားတွေရောဆိုအရေးတော့ကထောင်နီးနီးကိုထောင်ကျော်နီးနီးကိုပေါ့နော်ရှိရယ်အဲအဲ့တော့တချို့အခုဇလန်းနေမှာတုံးဆောင်နေကြတဲ့ကလေးတွေ၊နေပယ်အသီးသီးမှာရှိကြတဲ့ကလေးအများစုတွေလည်းဟာ ဟိုအပြည့်ဝမဟုတ်ရင်တော့မပဲစိုးစံ event နဲ့ဒစိုက်တင်သေးတာပတ်သက်ပူးရဲ့လူဆိုတာဟိုလွတ်တဲ့လူဆိုတာမရှိတလောက်တော့ရှားပါတယ်ဟုတ်အကြီးကတော့တော်တော်တို့ကကြတော့အာဒီကလေးတွေကိုဟာပေါ့နော် kid popular star ဆိုတဲ့ plan လေးပေါ့နော်ဒီကလေးတွေကို social platform ပေါ်မှာလူတိလာအောင်ဒီကလေးတွေကရရဲ့ရင်းရင်းနဲ့သူတို့ရှောက်လန်းခြင်းနဲ့အမှုပညာပဲဖြစ်ဖြစ်ပေါ့နော်သူတို့အာပေါ့နော်ဒီသူတို့ကောင်းကောင်းမွန်မွန် ဆက်လက်ပြီးတော့ရှောက်လန်းနိုင်မှုတော့ supporting ပေးသွားမယ်သူတို့တရုတ်ဆောင်ပိုင်းအကာပိုင်းအစိုးပိုင်းပေါ့လူပညာနဲ့ပတ်သက်တဲ့ challenge တွေကိုလည်းအကောင်းဆုံးသူတို့ပံ့ပိုးတင် जा ပေးနေတဲ့ပဲဒီကလေးတွေကိုဒီ project ship မှာချပြသွားဖို့အများကြီးရှိပါသူတို့ရှစ်လပိုင်းလောက်ထဲကစခဲ့တာပါဒီတိုင်ပွဲကိုဟုတ်ကဲ့ final ကတော့ November 1ရက်နေ့မှာဖြစ်မယ်ပေါ့နော်ရှစ်လပိုင်းထဲကနေပြီးတော့သူတို့က training ပေးလိုက်တယ်နောက်ရမှာပြိုင်ပွဲစပေးလိုက်တဲ့ပွဲမျိုးမဟုတ်ပဲနဲ့ဒီပြိုင်ပွဲဝင်တိုင်းဒီဂျာရဲမှာ activity တွေအများကြီးကိုဖျက်ချော်ပြီးသွားတော့မှ final ကိုရောက်တာပေါ့နော်သူတို့အတွက် pre event တွေကအများကြီးရလိုက်တယ်ပြီးသွားတော့မှ final ကိုရောက်တာဖြစ်တဲ့အတွက်အတချို့တော့တချို့တော့အချိန်မပေးချင်တဲ့မိဘတွေအတွက်တော့အဆင်မပြေပါပဲအချိန်ပေးရတဲ့ကလေးတွေဒီကြားထဲမှာအတွေ့အကြုံကောင်းတွေအများကြီးရမယ်နောက်ဆုံးအာ trip သွားတာလေးတွေအားစလို့ပေါ့နော်ဟုတ်အာ November တရနေ့မှာတော့တို့တို့က Little Mr. and Miss Bama ာ2025ဝင်နာတွေကိုရွေးချယ်ရွေးချယ်သွားမှာဖြစ်ပြီးတော့နိုင်ငံကျော်အမှုပညာရှင်ပေါင်းများစွာနဲ့အတူပေါ့နော်အာ final ပွဲကြီးကိုစီကားတိုက်မဲ့စွာကျင်းပသွားမှာဖြစ်ပါတယ်ဒီပွဲကြီးပြီးသွားတဲ့အချိန်မှာလေတကယ်လို့ကအာနိုင်ငံတကာပွဲကို selection ပဲမဲ့ကလေးတွေထွက်လာမယ်မြန်မာပြည်တွင်းမှာလည်းအမှုပညာအလုပ်ကိုဆက်လက်လုပ်ဆောင်မဲ့သတ္တမိမိတွေအများကြီးဟာနိုဝင်ဘာ၁ရက်နေ့မှာပေါ်ထွက်လာမှာဖြစ်ပါတယ်အာဒီပိုင်ပွဲအတွက်ပေါ့နော်မီဒီယာပါတနာအနေနဲ့အာဒီပါပေးတဲ့ အာဒီ hip play တို့ပြီးတော့ magnetic ပေါ့နော်ဟိုအများကြီးပါပဲ make up sponsor တွေပြီးတော့ဒီ collaborate လုပ်ပေးတဲ့ partnership အနေနဲ့ပေါ့နော် international school တွေကိုပိုင်ကျောင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်အဓိကကတော့တော်တော်တူပြောက်တဲ့နဲ့လှူဆောင်လို့ရတဲ့အရာမဟုတ်ပါဘူးเนาะအားလုံးကပူးပေါင်းပါဝင်မှသာလေတို့တို့ကအကောင်းဆုံးလှူဆောင်နိုင်တဲ့အရာဖြစ်တဲ့အတွက်ဥပမာပါဝင်ပေးကြတဲ့တူပြောက်ချင်းတွေအထူးပဲကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။အဲဒီနေ့လုပ်တဲ့ပွဲလေးကတော့တို့တို့မြောက်တကုံရဲ့ဒီပေါ့နော်ရွှေပင်လုံပေါ့ အဲရွှေပင်လုံ City Mall ရဲ့မှာကျွန်တော်တို့ promotion area မှာပြုလုပ်ခြင်းပါတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကလေးတွေကနိုဝင်ဘာတရနေ့ပြိုင်ပွဲမပြိုင်ခင်မှာအာပရိတ်သတ်ရဲ့အာဒီဘောနော်ဟိုကြည့်တဲ့ဗန်ဒီစိတ်စင်ပေါ်ရောက်သွားတဲ့အခါမှာသူတို့ဒါ pre event အနေနဲ့အတွေ့အကြုံအတစ်တခုပေါ့နော်သူတို့ရရှိအောင်တော့လည်းကောင်းသူတို့လည်းပရိတ်သတ်ထားထဲမှာခြားပြခြင်းနဲ့စိတ်ပေါ်ပေါ့နော်အားလုံးပေါင်းပြီးတော့ဒီညလေးမှာလှုပ်ဖြစ်တာဖြစ်ပါတယ်ဟုတ်